မကြာခဏတက်ခိုက်ခံရတဲ့ရောင်လုံးမျိုးပေါ်မှာဆက်အနာရှင်တက်တာအင်အားတရာကျော်ဖြစ်တင်ထားတယ်လို့ရုပ်ခံလူစီကသိရပါတယ်။ဆက်အနာရှင်တက်ဖွဲ့ဝင်တွေဟာအော်တိုဘလာဒုတိယပတ်မှာရေမြွန်းနဲ့ကံပေါက်ဒေတာဝရဝတီရေတာစကံကနေစင်လင်ပေါ်နဲ့ထွက်ခွာလာပြီးရေဖြူနဲ့လောင်လုံးမျိုးနဲ့ထဲကဂျေးဝါချိုကိုတေဝဝင်တေဝထွေစစ်ကြောင်းထိုးလာခဲ့တာပါ။အော်တိုဘလာ19ရင်းနေမှာတော့ လောင်ညုနေကြောက်စင်ကြေဝါရဲ့နောက်ဘက်ပင်လယ်မှာစစ်တင်ပေါ်ရှာပြီးအင်အားတရာကျော်ပါတဲ့အိတ်စစ်ကြောင်းဟာကိုးပေါ်တက်လာခဲ့ပါတယ်။ပင်လယ်မြေကစင်တင်ပေါ်ပစ်ကူနဲ့ကိုလန်တိုင်စစ်ကြောင်းထိုးလာခဲ့ဟာအတူဝလာ25ရဲ့နေမှာတော့လောင်ညိုရဲ့အနောက်ဘက်မှာရှိတဲ့ဆန်လန်ကြေးဝါကို ရောက်ရှိလာခဲ့ပြီးတိရိအန်နဝါဖိုးကြီးကမှရာကြီးတဆွဲခဲ့ပါတယ်ဆန်လန်ကြေးဝါကနေ ော်တိုဘာ26ရက်နေ့မှာတော့လောင်မျိုးပေါ်ဆက်လက်ထွက်ခွာလာပြီးမျိုးပေါ်ကဆက်နာရှင်တပ်သားတွေနဲ့ပေါင်ကမျိုးပေါ်မှာတက်ဆွဲထားတယ်လို့ဆိုပါတယ်။ဆက်နာရှင်တပ်ဟာလောင်မျိုးပေါ်ကိုရောက်ရှိချေအော်တိုဘာ28ရက်ကစပြီးမျိုးခံနေတွေကိုဝင်ရောက်ကအီတောင်စုနဲ့ဒူရီစစ်စီတာလမ်းသွားလမ်းသာခိတ်သွားတွေကိုစစ်စီတာတွေလေးစစ်တိုက်လို့ဆောင်နေတယ်လို့မြို့ခံတွေကပြောပါတယ်။အော်တိုဘာ30ရက် ဒီကနေ့မနေ့စောစောပိုင်းမှာတော့လောင်လုံးမျိုးနဲ့တပြားကြေးဝါချာကိုစာနာရှင်တက္ကစစ်ကြောင်းထိုးရောက်ရှိလာတယ်လို့ဆိုပါတယ်အခုလည်းရှိလောင်လုံးမျိုးပေါ်မှာစာနာရှင်တက်တာအင်အားနေရာကျော်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်ရှိပြီမျိုးနဲ့တဝဲသူစီဝါရေးဆိုဒေသထဲကဂျင်းနဲ့စေကန်ယာယီစစ်ခန်းနဲ့နဘူးလေဒေသမှာလည်း အဒူဝါလာပထမပတ်ကစားပြီးစင်အားတော်ရလအင်အားဖြီကဒွေတူစီပွားရေးဆိုစီမံကြီးဒေတာမှာဒေဝဝင်ဒေဝထွေစစ်ကြောင်းထုံးနေတဲ့လူဒေတာခံတွေစီကတည်ရပါတယ်